သွားတယ်တကယ်နေလို့မရဘူးဆိုတဲ့နေရာမျိုးပဲကျွန်တော်တို့နော်အကူညီပေးရသည်တောင်းပန်ပါတယ်အလိုနော်နော်ဟုတ်ကဲ့ပါနားလည်ပေးကြပါကိုယ့်ရဲ့ဘသူဆိုးတဲ့ဆိုတာနော်ကိုယ့်ရဲ့အခြေအနေဆိုးတဲ့လူအလိုကြောက်ကိုတောင်လမ်းညွန်ပေးကြပါတောင်းပန်ပါတယ်နော်ဒါကကျွန်တော်တို့ပေါ်ရှင်တယ်။ဒီကသဘောကြီးကိုနော်။ဒါကလည်းအင်တာတိန်မန့်อ่ะเนาะ။ဒါကလည်းเนาะ။ အလုံးပေါင်းသူ့ရဲ့ကျွန်တော်ရဲ့ပေါင်းအကျဉ်းဒီ300ပေါ့ကျွန်တော်က100တူက200ပေါ့နော်အဲ့ကျွန်တော်အလုံးကိုဒီဒါအင်းဝနော်အင်းဝမင်းတို့အုတ်ကြောင်းနာတဝိုက်ပေါ့နော်300တော့ရှိမယ်เนาะကြိုးကြပျက်စီးရเนาะနောက်တစ်ခါတော့ဟိုဟာလဲနေမရအောင်เนาะပတ်ကြတဲ့အဲသွားတဲ့ဟာရှိတယ်ပေါ့ကျွန်တော်တေးယူ9သိန်းပါတယ်3သိန်းပါတယ်ဟာလား2သိန်းပါတယ်3သိန်းပေါ့သူရဲ့ပျက်စီးမှုပေါ်အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒါထောက်ပံ့ခဲ့တာပေါ့เนาะ က်ပြလိုက်လိုက်ပြလိုက်လက်ခံမယ်လေလက်ခံမယ်ဒါတော့ရှင်ပါပါရှင်ရိုးလက်အဲဦးမေးပြီလက်ခံမယ်ပြလိုက်နော်နော်ဟုတ်ကဲ့ဟိုတာတော့ရေးချင်ဘလောက်ပြီးခဲ့တယ်အကုန်လုံးညှက်လာတယ်ခါလေးပြလိုက်ပုံနေတယ်လောက်တော့နေနေအဲ့ဒီကျွန်တော်ကျွန်တော်ကျွန်တော်အတွေ့အကြုံကနေကို10နဲ့ချီလာတယ်တဲ့နော်လက်များများရရင်ရှိတဲ့ရိုင်းတဲ့အိမ်ကိုတိုးပြောကြအောင်လာရတော့တယ်ဒီလာကဘုရားကျတယ်အဲ့ဒါကိုအိမ်ကျော်တာကိုပြန်ဆောက်ဖို့ပဲတာတာ ဟုတ်ဟုတ်အဲ့ဒါပြီးတော့ပြန်ပြီးတော့ဟောလို့လိုက်တယ်ပေါင်းပြီးတော့เนาะဟုတ်ကဲ့ဒါဖြင့်ဒါဖြင့်ပြန်ဆောက်ပြန်လိုအပ်တယ်เนาะညမိုင်ကြီးဆက်ကြပါเนาะ လူစကားမှာမှာတလူကိုဟောလာတဲ့ဘာလို့အလုံးဒါကကျွန်တော်တို့ဖော်ပြရှင်းတယ်ဒီကသဘောနေကိုနော်နာယီအင်တာတိန်မန့်อ่ะနော်စကားရဒါတော့ ဟိုဒါကတော့ကျွန်တော် foundation ရဲ့ပေါ့နော်ကျွန်တော် foundation ဆိုတာလည်းကျွန်တော်တူဦးတည်းမှုပါဘူးခုနှစ်သားသမီးအားလုံးပေါင်းထားတာပါမင်းသားကြီးရတယ်မင်းသားကြီးတယောက်တည်းမှုပါဘူးမင်းသားကြီးပြင်ကိုရှမ်းတို့ရောအားလုံးဒီမှာဟိုခုနှစ်သားသမီးပေါ့နော်သူဆိုင်မှာဒါကျွန်တော်တို့အဆိုပေါ်လေးတစ်ခုလုပ်ပြီးတော့အဲ့ရရတဲ့အလှူငွေတွေအားလုံးပေါင်းပြီးဒီမှာကျွန်တော်တို့လှူတာပါအားလုံးပေါင်းသူရဲ့ကျွန်တော်ရဲ့ပေါင်းအကျဉ်းသေး300ပေါ့ကျွန်တော်100တူက200ပေါ့နော်အဲ့ကျွန်တော်အားလုံးကိုဒီဒါအင်းဝနော်အင်းဝမင်းတို့အုတ်ကြောင်းနာတဝိုက်ပေါ့နော်သမီးလောင်ဘာရွာရလာပြောရင်လာလာငါသမီးလား ရတဲ့ဘာဘာလေးဟဲ့ရတော့အင်းဝါလေးတာရဲ့အာဥရုတ်တန်လေးတရန်ရွာအာတရီရန်ကွက်တိအာနောက်ပြီးတော့ကျုံတိကျုံတိနော်ဟုတ်ဟုတ်လာသမီးလေးလာလာတို့အင်ဂျီအားလုံးပေါင်းဆိုရင် တို့ကပြိုကျပစ္စည်းအလုံးပေါင်း20ကျော်လောက်30နာနေလောက်30လောက်ရှိမယ်နော်ပြိုကျပစ္စည်းကနောက်နောက်တစ်ခါနောက်ဟိုကလည်းနေမရအောင်နော်ပတ်ကြတဲ့အဲ့သွားတဲ့ဟာတွေရှိတယ်ပေါ့ကျွန်တော်တဲယူ9သိန်းပါတယ်3သိန်းပါတယ်ဟာလား2သိန်းပါတယ်2သိန်းပေါ့သူရဲ့ပစ္စည်းမှုပေါ်အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒါထောက်ပံ့ခဲ့တာပေါ့နော်ဒါဟိုဒါဘယ်လိုပြောရမလဲဆိုရင်ဟိုကျွန်တော်ကလူတွေကျွန်တော်မသုံးညင်ဘူးဗျကျွန်တော်ကကုညီထောက်ပံ့တာဆွေမျိုးတွေပြန်ဆောင်ရသလိုပဲเนาะကိုတူသားနောင်ငယ်တွေကပြန်လာပြီးတော့ထောက်ပံ့ပေးသလိုပဲเนาะဒီလိုလေးပဲကျွန်တော်သဘောထားပြီး လုပ်ပေးပါတယ်ပေါ့နော်ဟုတ်ပါမှာလဲကျွန်တော်တို့ဒီအမှုပညာသမားတွေနဲ့ပေါင်းစုပြီးတော့ကျွန်တော်တို့ဟိုအလူငွေတွေခံခဲ့ပါတယ်ခံခဲ့ပြီးတော့အဲ့ရရတဲ့အခုငွေ300ပေါ့အကုန်လုံးပေါ့ကျွန်တော်မားတီတဲ့ငွေရောပါအားလုံးပေါင်း300ပါတယ်အဲ300ကိုကိုကိုဝင်နဲ့လာပြီးတော့ဒီမှာပူပေါင်းပြီးလာလှူတယ်သူတို့ကိုကျွန်တော်တို့ကဟိုတကယ်ဖြစ်သွားတဲ့စီကိုတကယ်ရရစီခြင်းတယ်ပေါ့နော်တကယ်ရရစီခြင်းလေအဲ့တော့ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ ိုတိုင်လုတ်ပေးခြင်းလေပေါ့နော်အဲ့တော့ဘာဖြစ်ကိုပေးတဲ့ခါမှာနည်းနည်းများတယ်သူတို့ပြောလို့မရတော့ဘူးလေဟာဥက္ကဋ္ဌကိုပေးတာခဲ့ရင်ဟိုရင်ကျတော့နည်းတယ်ဒီရင်ကျတော့များတယ်ဆိုရင်ဖြစ်ကောင်းဖြစ်မယ်ဘာဖြစ်လို့ဆိုဥက္ကဋ္ဌဆိုတာလေအ ਨੇ အများဖြစ်တာအကြီးသေးပုံမူတည်ပြီးတော့ပေးရတာလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်ပေးတဲ့ခါကျတော့သူသူကျတော့ဒီလောက်ပေးတယ်ငါကျတော့ဒီလောက်ပေးတယ်ဆိုတာလေဥက္ကဋ္ဌဘက်မှာဝင်မပြီးတော့ဘူးပေါ့နော်ဒါကြောင့်အချိုးဘူးတွေကလည်းဝင်မပြီးသေးခြင်းဘူးကျွန်တော်ကိုယ်တိုင်လည်းဓာတ်ရိုက်ရောက်ပါခြင်းတယ်ပြီးတော့အားပေးခြင်းတယ် ်เนาะသူတို့ရည်ရွယ်မှုပေါ့ဒီဒုက္ခကိုခံစားနေရတာဟာသူတို့အားပေးမဲ့လူကူညီမဲ့လူတွေရှိပါသေးတယ်ပေါ့เนาะဒါလေးလည်းကျွန်တော်တို့ကခွန်အားလေးတစ်ခုပေးခြင်းတဲ့အတွက်ကျွန်တော်ရောက်အောင်သွားလာပါခင်ဗျာ